အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာသမိုင်းမှာလူသေဆုံးမှုအများဆုံးငလျင်တစ်ခုအပြင်မှတ်တမ်းကထားရတဲ့ငလျင်တစ်ခုကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲဒါကတော့တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဂျာကျူးငလျင်ပဲဖြစ်ပါတယ်ဂျာကျူးဆိုတဲ့အိဗယ်ကတော့15ရာစုကဒေယုပြည်ကိုအုပ်ချုပ်ခဲ့တဲ့မင်းမင်းသက်ရဲ့အီဂရက်ဘုရင်ဂျာကျူးလက်ထက်မှာဖြစ်ပွားခဲ့လို့ဂျာကျူးငလျင်ဆိုပြီးသမိုင်းပညာရှင်တွေကမှတ်တမ်းနေကြပါတယ်အဲဒီငလျင်ဟာ 1956ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာအရုံနိုင်ငံရှမ်းပြည်ပြည်နယ်ယခုကဲ့ရှမ်းပြည်ပြည်နယ်ကိုဗဟိုပြုပြီးတော့အနီးတစ်ဝိုက်ကပတ်ဝန်းကျင်ဒေသများစွာကိုလှုပ်ခတ်ခဲ့ပါတယ်။ရက်တာသကေ8.0အစင်းရှိပြီးတော့တမိုင်းတစ်လျှောက်မှာလူအသေးပြောင်အများဆုံးနယ်လျင်တစ်ခုပြန်မှတ်တမ်းတင်ထားကြပါတယ်။ရှမ်းပြည်ဒေသဟာကောင်းကောင်းများနဲ့မြေပြင်းလွင်ပြင်များပေါင်းစပ်တည်ရှိထားတဲ့မြေမျက်နှာစုံပြင်ဖြစ်တဲ့အတွက်ငလျင်တံကိုအထူးခံစားခဲ့ကြရပါတယ်။ထို့ပြင်အခါက လူဦးရေသေးသေးမှုနဲ့အိမ်ယာများဟာလည်းမြေကြီးပေါ်တွင်းတူးပြီးတိဆောက်ထားတဲ့မြေသားလှိုင်းကိုအိမ်များဖြစ်တာကြောင့်ငလျင်တန်းကိုခန်းနိုင်ရေးမရှိပဲထိုမြေသားပြိုကျမှုများအောက်မှာပဲလူအများပြားသေဆုံးခဲ့ကြရပါတယ်။မှတ်တမ်းများအရလူပေါင်း၈သိန်း၃၀၀ကျော်သေဆုံးခဲ့ရပြီးထိုအချိန်ကတရုတ်နိုင်ငံရဲ့လူဦးရေ60ရာခိုင်နှုန်းခန့်ဟာနေထိုင်ရာဒေသတွေပြည်သိခဲ့ကြရပါတယ်။ဒီရေတွေဟာကမ္ဘာတမိုင်းမှာငလျင်ကြောင့်အသေးပြောင်အများဆုံးဖြစ်စဉ်တစ်ခုပြန်မှန်တမ်းဝင်ခဲ့ပါတယ်။အိမ်တွေအဆောက်အုံတွေနဲ့အခြေခံအဆောက်အုံတွေ အကြီးအကျယ်ပြသခဲ့ကြရပါတယ်။အဲဒီအချိန်မှာလူများစုဟာမိသားလိုက်မှုတွေမှာနေထိုင်ကြတာဖြစ်တဲ့အတွက်မြေပြိုတဲ့အခါမှာလည်းအလွယ်တကူပြိုကျပြသခဲ့ကြရပါတယ်။ရှမ်းစီပြည်နယ်တဝန်းကမြို့ကြီးတွေနဲ့ရွာတွေဟာပြာပုံဖြစ်သွားခဲ့ပြီးလူများပြားဟာလည်းအိုမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။မြေပြိုခြင်း၊တောင်ပြိုခြင်း၊မြေသားပြိုခြင်း၊မြစ်တွေရဲ့လမ်းကြောင်းကလည်းပြောင်းလဲသွားပြီးတော့မြေမျက်နှာတွေမြင်နေဟာတည်တည်တသာပြောင်းလဲသွားခဲ့ပါတယ်။လူမှုရေးနဲ့စီးပွားရေးအနောက်ဆက်တွေအကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ လူတွေဆုံးချောခြင်းနဲ့ပြည်စည်းဥစ္စာတွေပြည်စည်းခြင်းတို့ကြောင့်ဒေသရဲ့စီးပွားရေးဟာလည်းအခြေရင်တော်ကြာတိထိခိုက်ခဲ့ရပါတယ်။စိုက်ပျိုးမှုတွေပြည်စည်းပြီးလက်သမားတွေသေဆုံးခြင်းတို့ကြောင့်ခန္ဓာရိတ်ခါပြတ်လည်ခြင်းတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။မလျံပြီးမှာတော့အချင်းကြမင်းစွာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရပြီးတော့ဒီဥေကရကငလင်းကာကွယ်ရေးစနစ်တွေကိုစတင်အားထုတ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ဂျာကျူးငလင်းဖြစ်စဉ်ကိုတဘာဝဘေးရန်ရေကာကွယ်ရေးစင်ကမ်းသားများအတွက်ကိုးကားလေးရှိပြီးတော့ပညာပေးများဖြစ်တဲ့သင်ဖော်ပြလေးရှိပါတယ်။ ။အခုကျွန်တော်ပြောပြပေးခဲ့တာကတော့ကမ္ဘာပေါ်မှာလူသေဆုံးမှုများသောငလျင်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေပြီးတော့ဗဟုသုတရေသုံးနေရာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးနဲ့ကြည့်ပေးတဲ့အတွက်တဝဒီအောင်ရှင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။